နောက်လည်းကြည့်ရသေးတယ်ပရလောကစီလိုက်ပရလောကစီပောက်ခြင်းတဲ့တော့မှာအရန်ကိုခစ်ထားတယ်လောကစီရတော့တော်တော်များရဲ့ပါဇက်ထဲမှာအာပရလောကစီပောက်ပရလောကစီပောက်ပရလောကစီပောက်အင်းဒီလိုလိုက်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလင်းညွတ်တယ်အဲ့တော့ ပရောဂစီးဆိုတာပါလေအဲ့လိုစီးပေါက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရှိနေတဲ့လူသားတွေကဘာအကျိုးအမျက်ကိုခံစားရလဲပြောမှဆိုရင်တော့ဘာအကျိုးပြစ်ကိုခံစားရလဲအဲ့တော့ကျွန်တော်ကံမြားပညာရဲ့မှာဘာရှိလဲဆိုပြောမှဆိုရင်ပရောဂဆိုတာရှိပါတယ်ပရောဂဆိုတာဘယ်လိုဘယ်လိုပုံကိုမျိုးတွေနေတာလဲ ပရလောကဆိုတာကကျွန်တော်တို့တေဆုံးသွားပြီးနောက်နော်တေဆုံးသွားပြီးတဲ့နောက်မှာဝိညာဉ်နေပေါ့ဗျာလူလည်းမဖြစ်ဘူးလက်လည်းမဖြစ်ဘူးငဲပုံလည်းမရဘူးတိစ္ဆာန်ပုံလည်းမရဘူးအဲ့လိုမရောက်ပဲနဲ့ဝိညာဉ်လိုလိုတရေလိုလိုတဆေလိုလိုမကျွတ်မလို့သေးတဲ့ဟာတွေပေါ့အဲ့ဒါကိုတော့အများစုကပြောကြတာတော့ပိတ်တာလို့သူရကယ်လို့ ိတ်တာအစ်စ်အတူတကယ်အစ်စ်မရောက်သေးပဲနဲ့ဟိုမကျွမလို့သေးတဲ့သူတွေနေတဲ့နေရာကိုလည်းပရလောကဘုံလို့လည်းတတ်မှတ်လို့ရတယ်ကျွန်တော်တို့ logic ဆရာအများစုကကြတော့အဲ့ဒီပရလောကသားတွေနဲ့အလုတ်လုံးကြရတယ်ချို့အောင်လန်းဆရာတွေတရားတွေကိုကျွေးမွေးပြီးတော့ခိုင်းစေတာအဲ့ဒါလေပရလောကသားတွေကိုခိုင်းစေတဲ့သဘောပဲလို့ယူဆ တက်မှတ်လို့ရတယ်။အဲ့တော့ဒီနောက်ပိုင်းမှာကြားရတယ်ပရာရောဂါစီးပေါက်တယ်ဆိုတော့ဟုတ်ပြီ။ကျွန်တော်တို့ကဟိုပြောမယ်ဆိုရင်ကျွန်တော်ကဘာကြီးရှိတယ်။ကျွန်တော်ကဘာကြီးကိုဒီသိပ္ပံပညာနဲ့ပြောမယ်ဆိုရင်တော့ဒီနော် three dimension ပေါ့။အုံမဲ့မြင်တဲ့ကဘာတယ်ဆိုပြီးပြောကြတယ်။အဲ့တော့မမြင်ရတဲ့လောကတွေရှိပါတယ်ကျွန်တော်တို့မျိုးလုံးနဲ့မမြင်ရတဲ့လောကတွေအဲ့လောကတွေအကားလုံးမှာနတ်ဟုတ်တယ်ပြီဖျားဟောတရားတော်တွေကမမြင်အပ်မမြင်ရဆိုတာတွေရှိတယ်ပေါ့နော်ပုံတွေပါတယ်ဝိစာပုံတွေပါတယ် အဲ့ဒါမှလည်းပရာလောကသားတွေနေထိုင်တဲ့ပရာလောကဘုံလဲပါတယ်။ပြောချင်တာတော့ပါလဲဆိုတော့ကျွန်တော်တို့နေနေတယ်ဒီကဘာကြီးပါပဲနေနေတယ်။အဲ့တော့ကျွန်တော်တို့ရဲ့အရှိကျွန်တော်တို့ရဲ့အိမ်ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာလည်းအဲ့လိုရှောက်သွားနေတဲ့ပရာလောကသားတွေရှိနေတယ်။အဲ့လိုပဲသူတို့ရဲ့ရှိနေရှိနေဒါကျွန်တော်တို့မမြင်လို့လားအချို့သစ်ပင်တွေမှာဆိုရင်ကိုကက်ညိပြီးနေနေကြတဲ့ပရာလောကသားတွေရှိကြနေတယ်။ချို့ဆုံးဘာပြောလဲဆိုတော့ တစ်ပင်ကြီးကြီးတစ်ပင်မှာပရလောကသားတွေထောင်ထဲရှိတောင်းထဲရှိကိုနေနိုင်တယ်လို့ဆိုပြီးတော့အချို့အစာတွေမှာလည်းပါတယ်ကျွန်တော်တို့ကျွန်တော်လျှောက်လာခဲ့တဲ့ဒီလော်ကီလမ်းကြောင်းလျှောက်လုံးမှာဆိုရင်တော့ဟိုကျွန်တော်မြင်ရတယ်ဆိုတာကကျတော့အာဒီအပင်ကြီးထဲမှာအကြီးဆုံးကောင်တွေအကြီးဆုံးဆိုတဲ့အကောင်ကြီးတွေမြင်ရတာတော့ဒီအိမ်မှာတရေ6ရင်တရေ6နေတာတော့ကျွန်တော်တို့သွားနေရလမ်းမတွေပေါ်မှာဒီတိုင်းပဲဟိုလင်း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 တို့လိုမျိုးသွားနေတဲ့အရာတွေအဲ့လိုမျိုးတွေရှိကြတယ် မြင့်မြင့်ပေါ့เนาะအဲ့တော့ paralog ကတားရီဆိုတာကကြတော့ဒီမတူညီတဲ့ပုံစံတွေနဲ့ရှိကြတယ်ပေါ့ဆိုတာဟိုအများကြီးပြောလို့တရေပုံစံမျိုးတစီပုံစံမျိုးချူကြလူပုံစံမျိုးချူကြတော့လေသူတို့ရဲ့အစင်နန်းတွေပြီးပြီးနဲ့ပြောင်းလဲတိုးတက်လာတဲ့အခါမှာတကောပြောမှဆိုရင်ပြားလူရီလာမှာပုံစံမျိုးမျိုးရှိကြလေရဘယ်သူလဲဒါပုံစံမျိုးမျိုးနဲ့နေကြတာပေါ့နော်ပါဝါကြီးမြင့်လာတဲ့အခါမှာဆွေကြီးတွေပေါက်လာတာလို့အမွှေးကြီးတွေထွက်လာတာလို့ ဖြင်းဖြင်းဖြင်းချင်းနဲ့ပါပြီးတော့ပိတ်တာကောင်းဖြစ်သွားတော့အတူတကယ်ကောင်းဖြစ်သွားတာလို့ကျွန်တော်ညမာစကားဆိုတရေတစေနော်ဟိုတရေတပတ်ဒီလိုမျိုးတွေအမျိုးဆုံးပြောအမျိုးမျိုးပြောကြရတယ်ပေါ့အင်္ဂလိပ်စကားလုံးမှာဆိုတော့ ghost တို့နောက်ပြီးတော့အဲ့တဲ့နည်းနည်းဆိုသွားရင်တော့ဒီအာမကောင်းဆိုတာ devil လို့ demon လို့အဲလိုမျိုးပေါ့စသဖြင့်ပြောကြရတယ်အဲ့တော့ပရလောကစီးနေကဘလို့ပောက်တာလဲဆိုတော့အဲ့လိုအကောင်းကြီးဖြစ်သွားရင်တော့လုံးဝလန့်စရာကြီးပေါ့နော် ခုနပြောလို့ပေါ့ကျွန်တော်တို့ကတပည့်ပိုင်းနဲ့ဖြစ်နေလောက်မမြင်ရဘူးမတွေ့ရဘူးအဲ့တော့ပရာလောကအသားတွေကိုတွေ့နိုင်တဲ့သူတွေရှိကြတယ်အဲ့ဒါပါလေဆိုတော့ကျွန်တော်တို့မျိုးလောကီပညာရှင်တွေကိုလောက်တဲ့သူတွေအချို့မြင်ရတယ်မြင်ရတယ်ဆိုတာကျွန်တော်တို့ကလည်း ever မြင်နေရတာမဟုတ်ကျွန်တော်ကိုရီးယားဒရမာကားတွေရမျိုးမျိုးတရားတွေထောက်သွားနေရကြီးကိုဗျာကျွန်မျက်စိရှိရနေမြင်နေရတာကိုကျွန်တော်တို့အကြောင်းတိုက်ဆိုင်တဲ့အခါမှာမြင်ရတယ်အကြောင်းတိုက်ဆိုင်တဲ့အခါမှာတွေ့ရတယ်လှုပ်ပြပါလို့ပါလို့ပဲပလိန်ကြီးကိုမြင်နေရသူတွေလည်းရှိကြတယ်ချိုးကြောက်လည်းသူမြင်နေရသူတွေက လူချို့သူတွေကလူလိုပဲနေနေကြတာဆိုတော့ကြပေါ့လူလိုပဲနေနေကြတဲ့သူတွေရှိတယ်။သွားလာလှုပ်ရှားနေရအဝင်တိုက်ပြီးသွားတာလူဝင်တိုက်မိတာပဲထင်တာ။အဲကိုကကိုမတိလိုက်ပဲနဲ့ပရာရောကသားတွေကိုဝင်တိုက်မိရတယ်ရှိတတ်တယ်။အဲ့လိုပြောရချင်းကြောင်းကပရာရောကသားတွေကကျွန်တော်တို့ရဲ့ဒီလူသားကဘာနဲ့ကိုအရန်နီးစံလုံးနေလို့ကျွန်တော်နေပြောချင်တာ။အဲ့တော့တခါတလေမာဘာဖြစ်လဲဆိုတော့အဲ့ပရာရောကမှာပရာရောကနဲ့လူ လောကနဲ့ပေါ့ပေါင်းစည်းထားတဲ့ဂျားကန်နဲ့လှုပ်ထားတဲ့စီးတွေရှိအဲ့စီးတွေကတခါလေအချို့အကြောင်းအရာတွေအကြောင်းမလို့မိမ့်မိန်သွားတဲ့အခါမှာဒီပရလောကသားတွေကကျွန်တော်တို့ရဲ့လူသားတွေရဲ့ဖြစ်စဉ်တွေကိုလာပတ်သက်လာတယ်ပူးတာတွေကတ်တာတွေလာနှောက်ရက်တာတွေရှိတာတယ်တာမန်ပရလောကသားတယောက်ကလူတစ်ယောက်ကိုထိတွေ့ခွင့်မရှိပါဘူးတကယ်၆ခံရတယ်ဆိုတာလူတိုင်း၆ခံရပါဘူးလူတိုင်းကိုလည်းသူတို့ပြလို့မရပါဘူးသူတို့က တို့ဘေးနားမှာရှိနေတယ်မို့ကျွန်တော်တို့ကဟိုတစ်ခါခါကြရင်ဟိုကြက်သိမ်းမွေးဝေးထားတာမျိုးလို့စိတ်ထဲမှာဟိုတရားရောက်ကကိုစောင်းကြည့်နေတာမျိုးလို့အဲဒီလိုမျိုးဖြစ်နေတယ်ပေါ့ဒါပေမဲ့ကိုဘေးနားမှာပရာရောဂါသားတွေရှိနေကြီးဖြစ်တာဖြစ်နေတာအများကြီးရှိတယ်ကျွန်တော်အဲ့ဒါကိုတက်တက်ဗီဒီယိုနဲ့ပြောပေးမယ်နော်တက်တက်ဗီဒီယိုနဲ့ပြောပေးမယ်အခုပြောမယ့်ကိစ္စကတော့ဒါပဲအဲ့တော့ဒီပရာရောဂါသားတွေကဒီကျွန်တော်တို့နားကပ်လာတဲ့ခါကျရင်ဟိုခါကျရင်ကျွန်တော်တို့ကဒီပရာရောဂါသားတွေကိုငင်ရတယ် သူမှမြင်ရပါပဲဆိုရင်အကြောင်းပြချက်ဘာအကြောင်းပြချက်မှမရှိပဲနဲ့ပရင်းကြီးတွေမြင်နေရပရင်းကြီးတွေတွေ့နေရအဲချုပ်ရတော့ဖြတ်ခနဲ့ဖြတ်ခနဲ့တွေ့ရတယ်။အဲဒီမှာဟောစိတ်ထင်ပါလေဆိုပြီးလိုမျိုးလာတာ။ဒါချို့တွေဆိုလို့ရှိရင် CCTV ဘာတွေထဲမှာလည်းတွေ့ရတယ်ဗျာ။ပရာဒေါကသားကြီးပေါ့နော်။ဝန်ကြီးတွေဘာတွေဖြတ်သွားတာမျိုးတွေဘာတွေပေါ့ဗျာ။ချို့ရဖြတ်ခနဲ့ကောမဟုတ်ဘူး။ဂျာမင်ဟိုပြက်ပြက်သားသားကြီးတွေမြင်နေရတာမျိုး။ အဲ့ဒါပါလဲဆိုပရာလောကသားတွေကကျွန်တော်တို့ဒါ CCTV ထဲမှာပဲမြင်မှုတယ်ဗျပရာလောကသားတွေဝိညာဉ်တွေပါတယ်ကျွန်တော်တို့ရဲ့လူသားတွေရဲ့ဖြစ်စဉ်တွေအားလုံးလိုက်လံပတ်သက်လာရတယ်လိုက်လံပြီးထိခိုက်လာရတယ်အဲ့ဒါကြောင့်လည်းတကယ်ရှိတယ်ဆိုတော့ခြုံသွားတာပါနော်အဲ့ပရာလောကသားတွေကကျွန်တော်တို့ဘေးနားမှာရောက်လာတယ်ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိလာတယ်သူတို့ကကိုရိုနာသူတသားလေးလိုမျိုးဖြစ်လာတဲ့အခြေအနေမျိုးကြီးဖြစ်လာတဲ့အခါကျရင်အဲ့ဒီလူတယောက်ကကံဒီဆိုးလာပါတယ်ကံဒီညံ့လာပါတယ်စိုးစိုးဝါးတွေဖြစ်လာပါတယ် ကောင်းတဲ့ကံလေးတွေရုတ်ရော့လာပါတယ်။ကောင်းတာလှုပ်ချင်တဲ့စိတ်တွေပျောက်လာပါတယ်။ပြီးတော့သူ့စိတ်ထဲမှာရှိနေတဲ့ဒီကောင်းတဲ့တရားမှုတွေအားလုံးကအားနည်းလာပြီးတော့မကောင်းတဲ့တရားမှုတွေမကောင်းတဲ့ဖြစ်စဉ်တွေမကောင်းတဲ့အရာတွေကိုပဲကြီးစိုးလာတယ်။အဲ့လိုမျိုးတွေဖြစ်လာတယ်။ကျွန်တော်ထောင်ထဲမှာလူတယောက်ပြောမှဆိုဖရာတရားမိလာတာပေါ့ဗျာ။ဖရာရဲ့တရားရဲ့တော့မရှိတော့ဘူး။အဲ့လိုတရားကဘာလဲဆိုတော့ तू ကစေးတွေရောင်းလာ။ဒီတော့အားရကျွန်တော်စေးတွေကိုရောင်းနေတဲ့ စေးကိုရောက်နေရောက်တဲ့အခါမှာရိုက်မော့ဒီဟိုစေးကိုလည်းစပိန်ချင်းထဲမှာဒိုင်းနမိုက်ထည့်ပြီးဒိုင်းသွားနေရတာကိုရဲအောင်ဖမ်းဘူးတဲ့ခါဖမ်းကတ်ဘူးတဲ့သူလောက်လာသူမျိုးနဲ့ယူနေလောက်လာတာပေါ့အမားလည်းကျွန်တော်ကလည်းသွားနေလာနေရင်းနေကျွန်တော်ဘာလုပ်လဲဆိုတော့တဲ့သူသူကလည်းတင်ပေးတာမဟုတ်ပါဘူးလေကျွန်တော်မှကျွန်တော်ပေါ့နော်တဲ့ဒီသူ့ရဲ့အိမ်ရှိဘာညာတွေမှာကဲကျွန်တော်ကိုစောက်ချောက်နေသူတွေရှိရင်တော့လကောက်ဒါမှမဟုတ်လေကျွန်တော်ဒီဒါမကောင်းတဲ့လုပ်နေတဲ့အကြောင်းမလို့ကဲဟို ီပန်ဝင်ချင်းမှာရှိရတဲ့တဲရစီတွေသူ့စိတ်ထဲမှာမဖဲဝါကြီးပေါ့နော်အမတော့မဖဲဝါကြီးကိုလည်းကျွန်တော်ဒါလေးတွေကျွေးပါတယ်ကျွေးပါတယ်ဆိုပြီးတော့ तू ကသူ့ရဲ့ဒီဂျိုင်းပေါ့နော်နှုတ်ဝင်စီနဲ့ပြောတယ်ပေါ့အဲ့လိုလုံးပြိုက်ချိုင်အချိန်မှာ तू ကအဲ့လိုဘာဖြစ်လာလဲဆိုတော့အားရမ်းကောင်းလားကောင်းလာဆိုတော့ဗါလဲဆိုတော့သူစေးရီအများကြီးရောင်းရတာမျိုးလို့အန်ဒီရီကင်းလာတာဆိုရဲရှိမှဖျက်ရှောက်သွားတာပေါ့သူမစစ်တာမျိုးလို့ပေါ့အဲ့လိုမျိုးတွေဖြစ်လာတယ်အဲ့ဒါနဲ့အဲ့လိုဖြစ်လာပြီးနောက်ပိုင်းမှာသူဘာဖြစ်စင်နေဖြစ်လာလဲဆိုတော့ ျမ်းပါရင်မကောင်းတာဒီအိမ်မှာနေရတဲ့အခါမှာသူ့မှာရိတ်ခနေရိတ်ခနေနေမြင်ရတာနောက်ပင်ပန်းဟိုတစ်ခါကျရင်လို့အေးရနိုးလာရင်ဇောချွေးပြန်နေသူနိုးလာတယ်သူဘေးနားမှာတရားရောက်ရှိနေတယ်ဆိုတော့ feel မျိုးတွေခံစားရတယ်အဲ့လိုခံစားရတဲ့အတွက်ကြောင့်မလို့ဒါပေမဲ့သူ့ရဲ့စီးပွားစီးပွားလို့လက်လာပါတော့မပိတ်သွားဘူးအဲ့အရာတွေဖြစ်စင်နေဖြစ်လာတာအဲ့ဒါကနေပြီးမှအတိတ်တယောက်သူ့ရဲ့ ပြောမှဆိုရင်တော့တရေတွေနဲ့ရင်းနှီးသွားပုံပဲဗျာ။ဒီဘေးဆရာတွေကရောက်ကိုသွားပြီးတော့ပြင်သွားမိလိုက်တယ်။ဘေးတဲ့ခါမှာဘေးအိမ်မှာမကောင်းတဲ့အရာတွေရှိနေတယ်ဆိုပြောတဲ့ခါအပြင်ဆရာလာပြီးတော့အဲ့ဒီမကောင်းတဲ့အရာတွေကိုလာပြီးတော့သူနှင်ထုတ်လိုက်တယ်ပေါ့။အဲ့လိုနှင်ထုတ်လိုက်တဲ့ခါမှာနှင်ထုတ်ပြီးမကြောက်ဘူး။အဖမ်းခံလိုက်ရတယ်။ဟမ်။ဖမ်းခံလိုက်ရတယ်။ဖမ်းခံလိုက်ရပြီးထောင်းထဲရောက်လာတယ်။အမကျွန်တော်နဲ့တွေ့တယ်။အဲ့တော့အပြင်ဆရာဘာလဲဆိုတော့ပရာလောကသားတွေကကျွန်တော်တို့သွားရောက်ပတ်သက်လို့မရဘူး။အဲ့တော့ ဟိုသူကသူကတော့လေသူ့အိမ်မှာသူကသူလောက်လိုက်တဲ့ကိစ္စတခုခုကသူ့အိမ်မှာပရာရောဂါတိုင်းနေထိုင်ဖို့အတွက်ခွင့်ပြုလိုက်တဲ့သူမျိုးဖြစ်သွားတယ်အဲ့လိုခွင့်ပြုခြင်းရနေပြီးတော့သူကကန်ဆယ်ပြောမယ်ဆိုရင်တော့သူ့ဘေးနားမှာအဆောက်အအုံတွေရှိနေပုံပဲပြည့်နေရှိတာလေသူလက်လာပါလာမပိတ်သွားပဲမြဲသူမှဘာရင်ဆက်လာဆိုသူရဲ့စိတ်တရားရောင်ရက်ခတ်လာတယ်အိမ်မှာရှိနေသူတွေကစံပိုင်မကောင်းတာစံပိုင်ညံတာတွေနေတိုင်းနေတိုင်းဟိုတခုခုဖြစ်နေရမျိုးတွေဖြစ်လာတယ်တက်ရောက်မှုတွေကြုံရလာတယ်အဲ့လိုမျိုးတွေရှိတာအဲ့တော့ဟိုပရာရောဂါစီးမြင် အားသေးတာပဲရှိတယ်စီးပေါက်သွားတာမရှိစီးပေါက်သွားတယ်ကျွန်တော်လူတွေတယောက်မှရှိမှာမဟုတ်တော့ကုန်သေးသွားလိမ့်မယ်เนาะအဲ့တော့စီးဒီအားနေလာတာပါအဲ့အားနေရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကပရာလောကသားနေနဲ့ရင်ပောင်တန်းတူမျိုးဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကကန်ဆိုးတာတွေစိတ်သက်တွေကဒီနေ့စာရေး negative thinking နဲ့အများကြီးတွေးတာမျိုးတွေဖြစ်လာပါတယ်လို့ကျွန်တော်တို့ပြောချင်ပါတယ်အဲ့တော့ပရာလောက CD ပေါက်နေတာမဟုတ်ပါဘူး ရောဂါစီကအာနဲ့တဲ့အာနဲ့လာတာပါပရာရောဂါတော့ပရာရောဂါနဲ့ကျွန်တော်လူရောဂါကြားမှာချိတ်ဆက်သွားတဲ့စီးမျိုးတွေမှိမ့်မိလာတဲ့အခါမှာသူတို့တွေကကျွန်တော်တို့နားကိုရောက်လာတဲ့အခါမှာကျွန်တော်တို့ကန်နေဆိုးတာမျိုးတွေတက်ရောက်မှုများတယ်ဖြစ်တတ်တာလေဟုတ်ကဲ့ပါဒီလိုစိတ်ဝင်စားဖို့ရာတည်င်းအကြောင်းအရာလေးတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe နှိပ်ထားနေပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးကြရတဲ့တယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးပဲဘိုင်ဘိုင်